အဲ့ဒီမှာဖန်ဆီးတဲ့အကြောင်းရတယ်ဆိုတဲ့ဘောကကျွန်တော်တို့နိုင်ငံရေးဆိုတဲ့ဘောအနာသိမ့်မှုကြောင့်ဖန်ဆီးခြင်းဖြစ်တယ်။ဟောပါဆွတ်ဆွဲခံရတဲ့လူပေါ့အရန်နဲ့တောင်မေးတယ်။ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအနာသိမ့်မှပေါ်လာတဲ့ CRBA တို့ NUG တို့ဟာတည်တလားဆိုပြီးတော့တမန်ကြီးကိုဟာအတင်းကိုတောင်မှမေးမြန်းတာတွေရှိဒါတွေဟာကျွန်တော်ကဘာလို့ဆိုတာလဲဆိုတော့တမင်အဖြစ်မကြကြအောင်ပေါ့နော်။ဒါတမင်ရွေကျက်နဲ့ဒါလုပ်တယ်လို့မြင်တယ်ပေါ့နော်။ မင်္ဂလာပါရှင်ပြည်သူပန်းနိုင်ရဲ့ပြည်သူစစ်သားသကပိုင်းအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရာဇဝတ်အကျဉ်းသားတွေလားဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဒီတစ်ပတ်မှာကျမနဲ့အတူစီရီယန်ရဲဆရာနှစ်ယောက်ကိုထူးထူးခြားခြားဖိတ်ခေါ်ထားပါတယ်ဆရာအောင်မျိုးစောနဲ့ဆရာကျော်စောတို့ဖြစ်ပါတယ်ဆရာတို့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကတော့၄ရက်၃လ2021ကပြီးတော့ပြည်သူ့ရဲ့ရည်တည်ခဲ့တဲ့ရဲစီရီယန်အောင်မျိုးစောဖြစ်ပါတယ်ခင်ဗျာအင်းကျွန်တော်ကတော့ဒီဟိုဒီ၂ရက်၃လ 2021ကနေစီရီယံလောက်လာတယ်ဒီရဲရဲတူဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့ပါဝင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရစေပေါ့နော်။ဟုတ်ကဲ့ကျွန်တော်လည်းပါဝင်ရတယ်ကျေးဇူးတင်ပါတယ်။ဟုတ်အခုပထမဆုံးမိကွန်းလေးစားရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခု line ပေါ်မှာနည်းနည်းဟော့ဖြစ်နေလို့လည်းပြောလို့ရရပေါ့နော်။အချင်းကြားခံနေရတဲ့တမတိုင်းဦးဝင်းမင်းတို့အဲနိုင်ငံတော်အတိုင်းမင်းကပုံကိုဒေါမ်ဆန်းစုကြည်တို့ပေါ့နော်။သူတို့ကို ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာလှုပ်ပေးဖို့အတွက်တောင်းဆိုမှလားဆိုပြီးတော့ဒေါ်သက်သက်ခိုင်ကိုမေးတယ်မေးခွန်းဒေါ်သက်သက်ခိုင်ကသူတို့ဒီနိုင်ငံရေးအကျဉ်းသားလို့နိုင်ငံတကာတတ်မှတ်နေပြီမြန်မာနိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးပေါ့နော်သူတို့ကအဂရိလိုက်စားမှုနဲ့အဲပြောရမယ်ဆိုအကျဉ်းကြနေတဲ့လူတွေထောင်ကြနေတဲ့လူတွေဆိုပြီးတော့သူ့အနေနဲ့ပြန်ပြီးတော့ဖြည့်ရှင်းသွားတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီအပေါ်ကိုဆရာတို့အနေနဲ့ဘယ်လို ရှုမြင်မိလဲပေါ့ဟုတ်အဲ့ဒီနေရာမှာကျွန်တော်ကနိုင်ငံရေးကျင်းသားဆိုတဲ့ဝါဒါကိုကျွန်တော်ကသိဖို့လိုတယ်ပေါ့เนาะဆိုရဲတော့အဲ့တော့နိုင်ငံရေးကျင်းသားအနေနဲ့တော့ကျွန်တော်တို့နိုင်ငံရောကဘာမှာပါဆိုရဲတော့ကဥပဒေစကလုံးအနေနဲ့သုံးဆွဲတဲ့နိုင်ငံတွေနေပါပါတယ်ပေါ့เนาะအဇာဘိုင်ဂျန်လို့တော့ကွာအာမေးနီးယားလို့အဲဒီလိုဘီလာရူးလို့ပေါ့เนาะဒီလိုနိုင်ငံလောက်ပဲရှိပြီးတော့ခြားဟိုအရာမရှိဘူးအဲ့တော့ဒီစကလုံးကဘယ်ကပေါ်ပေါက်လာလဲဆိုရင်ကျွန်တော်တို့နိုင်ငံရေးကြောင့်ဖန်ဆီးခံရတာတွေတော့ကလူခွေရေးချူပုတ်ခံရတဲ့ ဟာဒီပေါ်မှာလိုက်သွားဆောင်ရနေတဲ့အဖွဲ့အစည်းတွေနိုင်ငံတကာအဖွဲ့အစည်းတွေဒီရပြီးတော့ကျွန်တော်ဓာတ်တွေကိုဆိုတော့အားလုံးအပြီးတော့သက်ဆိုင်ရာနိုင်ငံတွေပြည်သူတွေရပြီးတော့ဓာတ်တွေကိုလက်ခံကျင့်သုံးလာရပေါ့နော်အဲ့ဒီနေရာမှာလဲစိုးစိုးကတယောက်တော့ရေဒေါက်တာသက်ခိုင်ကိုတိုင်းသူတယောက်တော့အကြောင်းမှာလဲပါပါတယ်သူကိုတိုင်းနိုင်ငံရေးကျင်းသားကိုမရှိဘူးလို့ပြောတာမဟုတ်ဘူးသူတို့နိုင်ငံရေးကျင်းသားဆိုတော့လက်ခံတယ်ဒါပေမဲ့ဖန်စီခံထားရတဲ့ကျွန်တော်ခေါင်းဆောင်တွေဆိုတဲ့ဒီပေါ့နော်အတိုင်းငံလို့ဆိုတာတမနာကြီးလို့သာသူကနိုင်ငံရေးကျင်းသားမဟုတ်ဘူးဆိုပြီးတော့သူကပြောဆိုသွားတဲ့အပိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ပြောမှသူနိုင်ငံတကာမှာတကယ်ကိုဆောင်ရွက်နေတဲ့ဆိုတော့ကျွန်တော်တို့ဟို ဒီမြန်မာနိုင်ငံနဲ့ပတ်သက်မယ်ဆိုရင် AAPP လို့ဖွဲ့စည်းတယ်နောက်တစ်ခါကျတော့ကျွန်တော်တို့ဟောပါတော့ United Nation လို့အဖွဲ့တွေနောက်တစ်ခုကကျတော့ကျွန်တော်တို့ European Nation အဖွဲ့တွေနောက်တစ်ခုကျွန်တော် Human Rights Watch အဖွဲ့တွေနောက်တစ်ခုကကျတော့ကျွန်တော်တို့ဟောပါတော့ US Government လို့ဆိုတဲ့အဖွဲ့အစည်းတွေရပြောဒါဒါနိုင်ငံကြီးသားနဲ့ပတ်သက်ပြီးတော့သူတို့တတ်မှတ်ထားတဲ့စာရင်းစံနှုန်းတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီစံနှုန်းတွေကဘာလဲဆိုရင်လူတစ်ယောက်ကမိမိရဲ့နိုင်ငံရေးအမြင်ပေါ့နော်နိုင်ငံရေးအမြင်နိုင်ငံအယူအဆကြောင့် ဆိုတာလွတ်လပ်ခွာပြောဆိုခွင့်ဆိုတဲ့ဘဝဆူဝေးခွင့်ဒါတွေကိုဆိုတာလူခွင့်ရင်ဆိုင်ရမိမိရဲ့အခွင့်အရေးကိုဖောက်ပြက်ပြီးတော့ဆိုတာဖန်စီခံထားရတဲ့သူတွေကိုဒါကျွန်တော်တို့ကနိုင်ငံရေးအကျဉ်းသားလို့သတ်မှတ်ရပေါ့နော်အဲ့မှာသူကဖန်စီခံထားတဲ့အကြောင်းရင်းလေးတွေရှိတာပေါ့နော်အဲ့တော့သူကဘာကြောင့်ဖန်စီခံရတာလဲပြီးပြီဆိုရင်အဲ့ဒီမှာသူတရားဆွဲဆိုတဲ့အမှုကဒါနဲ့သက်ဆိုင်တာပြီးရင်နောက်တစ်ခုကဒီအရေးယူခံရတဲ့ကာလအတွင်းမှာသူ့ရဲ့ဆွေတဲ့ဘဝကဒီဆူဆော့ခံရသူအနေနဲ့ပြန်လဲချစ်ပါခွင့် ရှိနိုင်တဲ့တရားရုံးတွေမှာရင်ဆိုင်ရတာလားပြီးရင်ပြစ်မှုပြစ်ဒဏ်အနေထားနဲ့ဒီဟာတွေသက်ဆိုင်လားဆိုတဲ့အကြောင်းလေးလည်းရှိတော့အဲ့တော့ကျွန်တော်တို့ပထမချက်နဲ့ပြန်ကြည့်မယ်ဆိုရင်နိုင်ငံတော်အတိုင်းအမြန်ဒေါ်ဆန်းစုကြည်နောက်ကတမနာကြီးဦးဝင်းနေနဲ့နောက်ကကြံနေဆိုတဲ့အန်လီထိပ်ပန်းခေါင်းဆောင်တွေပေါ့နော်ဆိုတော့နောက်ကဟိုကျွန်တော်ယူကောက်ခံကိုစလေတွေပေါ့နော်ဒါတွေကိုဖမ်းဆီးတဲ့ဟာကကျွန်တော်တို့ပြောမယ်ဆိုရင် သူတို့ရဲ့ဒီဆွဲဆိုထားတဲ့လက်ရှိအခုဆွဲဆိုထားပြီးတစ်တန်ချထားတဲ့ပုံမှန်နဲ့အရင်ဆွဲဆိုတာမဟုတ်ဘူးနိုင်ငံကိုဆိုတဲ့ဘောစစ်ကောင်စီရပြီးတော့အနာမတရားသိမ့်ပြီးတော့သူတို့ကဒါကိုဆိုတဲ့ဘောပြီးကမှသာလူလူရဲ့အမြင်မှာပေါ့နော်ဆိုတဲ့ဘောကသူတို့အနာသိမ့်မှုကအနာသိမ့်မှုမနေရောက်ဖဲမှန်ကန်တဲ့ဆိုတဲ့ဟာလို့ပြချင်တာလေနောက်ကတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်နဲ့သမ္မတအရတို့ပေါ်မှာတည်သူလူလူရဲ့ယုံကြည်မှုယုံကြည်မှုတက်ပြောင်းဆိုတဲ့ဘောကဒီလိုအနေထားနေဝင်တဲ့သူတို့ကကြံတဲ့ လူမှုရေးဖောက်ပြက်တဲ့ပုံမှန်တွေနဲ့ပေါ့နော်အခုဆွဲဆိုထားတဲ့ပုံမှန်တွေကိုကြည့်မယ်ဆိုရင်ဒါအချင်းစာရိတ္တတွေဆိုတဲ့သဘောကဖောက်ပြက်တယ်ဆိုတဲ့ဟာတွေအများကြီးပေါ့နော်ဒီလိုမှဆိုရင်ကျွန်တော်တို့ပြင်မှုမှာဆိုရင်ဒါတွေကတကယ်ကိုဆိုတဲ့လူတော်တိုးလို့မရတဲ့အမှုတွေပေါ့နော်ဆိုတော့အဲ့တော့အကတိလိုဟာမျိုးတွေပေါ့အဲ့တော့ဒါရင်နဲ့တရားဆွဲဆိုခြင်းဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒီမှာဖန်ဆီးတဲ့အကြောင်းရင်းရတယ်ဆိုတဲ့သဘောကကျွန်တော်တို့နိုင်ငံရေးဆိုတဲ့သဘောအနာသိမ့်မှုကြောင့်ဖန်ဆီးခြင်းဖြစ်တယ်နောက်တစ်ခုကဆွဲဆိုတဲ့အမှုတွေရတယ်ပြောမယ်ဆိုရင်ကျွန်တော်တို့ ီသူကျူးသူတို့ဟိုဘခေါ်မယ်မတရားဆွဲဆိုတယ်ပဲထားပါတော့ထားပါဒါပေမဲ့ဆွဲဆိုတဲ့ဟာတွေမှာတချို့ပုံမှန်တွေရဆိုရင်ကျွန်တော်တို့အာနာသိမ့်မိကာမှာကျွန်တော်တို့သူတို့ကြာထိုင်တဲ့ပုံမှန်တွေပါတယ်ပေါ့နော်ဆွဲဆိုဘောဥပမာ905ခါကူးလို့ဟာနီယိုတွေပေါ့နော်ဆွဲဆိုဘောအဲ့တော့ကျန်တာလည်းရှိပါတယ်အဲ့တော့အဲ့လိုဟာနီယိုတွေမှာကျွန်တော်တို့က ဆွဲစုတဲ့ဟာဖြစ်တဲ့အတွက်ပြောမှဆိုရင်ဖြစ်စဉ်နဲ့ဥပဒေနဲ့မညီဘူးပေါ့နော်ဆိုတာနောက်ဟိုကပြောမှဆိုရင်ဖန်စီခံထားစင်မှာပဲဆိုတဲ့ဘောကဒီ AND ပါတီရပြီးတော့ကြီးညာချက်တွေကြောင့်ဒါရင်းနဲ့လည်းအရေးယူရွေးကောက်ဝက်ဆိုင်ရဟာရင်းနဲ့လည်းအရေးယူတယ်ဆိုတဲ့ဟာတွေပါရှိတာလေပေါ့နော်အဲ့တော့ပြောမှဆိုရင်အရေးယူတဲ့ပုံမှားတွေကလည်းဆိုတဲ့ဘောကဒါလွှတ်ညီမှုမရှိဘူးနောက်ကတရားရုံးမှာရင်ဆိုင်နေတဲ့အခါမှာလည်းမှန်ကန်တဲ့တရားရုံးဖြစ်မဖြစ်ဆိုတာကိုကျွန်တော်ကဒါကြည့်ဖို့လိုတယ်ပေါ့နော်အဲ့တော့မှန်ကန်တဲ့တရားရုံးဖြစ်ဖို့ဆိုရင်ဆွဆွဲခံရသူရဲ့ ဆွေသဘောအခွင့်ရေးပေါ့နော်ဆွေသဘောကသူ့ရဲ့ဖြည့်ရှင်းခွင့်တွေနောက်ကပြောမယ်ဆိုရင်ဟိုလွတ်လပ်စွာကြည်သူကိုချပြနိုင်မှုတွေဒီဒီအပေါ်မှာတွေဆိုတာတွေကထင်သာတင်သာရှိရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီအခုဒီ INS ဒီအနာသိမ့်မှုနောက်ပိုင်းဆွဲဆိုထားတဲ့အမှုတွေတော်နည်းနည်းမှာဆိုရင်တရားမဆိုရင်အကုန်လုံးနီးနီးပေါ့နော်ဆိုတော့တရားရုံးနေမှာဆိုတော့ဝင်ရောက်ကြည့်ရှုပ်ခွင့်မရှိဘူးနောက်တစ်ခုကတရားမဆိုရင်ပြည်သူကိုဘလို့ဆိုရဆိုတာမျိုးမရှိဘူးပေါ့နော်နောက်ကကာကန်ရှင်ကြီးကိုယ်တိုင်ခြေပါခွင့်ကိုယ့်ရဲ့ဘလို့ခေါ်မယ်ကိုယ့်ဘက်ကခြေရှင်းမဲ့ ဟိုရှင့်နေပေါ့ဟာနီးကိုပိုကိုယ့်ဟာကိုဆိုတော့စီစဉ်ဖို့မရဘူးเนาะသူတို့စီစဉ်ပြီးတဲ့အတိုင်းအတာတစ်ခုအထိပဲစီစဉ်ရအဲ့တော့ပြောမယ်ဆိုရင်ဒါလည်းတရားရုံးအနေထားမှာပြောမယ်ဆိုရင်ဒါကမတရားတဲ့တရားရုံးပုံစံမျိုးတက်ရောက်တယ်ပေါ့เนาะနောက်တစ်ခါကျွန်တော်တို့အခုအချင်းကြရတယ်ပေါ့เนาะအချင်းဖမ်းဆီးခံရစီရဲ့နောက်ကအချင်းကြနေတဲ့ကာလမှာဆိုရင်လည်းကျွန်တော်တို့အချင်းသားတဦးရဲ့အခွင့်အရေးဆုံးရှုံးတယ်ပေါ့နော်ပုံမှန်ဆိုရသဘောကျွန်တော်တို့အဲ့ဒီကွနေရရမယ်စီကူဝကူစားကွနေရရမယ်ဆိုရသဘောကအဲ့တော့ပြောမှဆိုရင်ဖန်တီးထားတဲ့သူတွေဒီ နိုင်ငံရေးနဲ့ဖန်တီးထားတဲ့သူတွေဆိုရင်ဘလို့အခြေအနေရှိရဆိုတော့မှမသိဘူးပေါ့နော်တချို့ဆိုရင်ဆွဲတာဆွဲလိုက်တယ်ပုံမှန်ဘယ်ပုံမှန်နဲ့ဘလို့အရေးယူလိုက်တယ်ဘလို့ကြောင့်ဆိုတဲ့တိကျတဲ့ကျွန်တော်တို့ result ကိုဆိုတော့မသိရအောင်ပေါ့နော်ဆိုတော့ကျွန်တော်ကြည်သူတွေရောဆိုတဲ့ဘောကတော့နိုင်ငံတကာရောမသိရှိရအောင်သူတို့လိုချင်တဲ့အပိုင်းလောက်ကလေးကိုဆိုတော့ကျွန်တော်ကသိရှိရတဲ့အတွေ့အဲ့တော့ဒီနိုင်ငံတကာဒီအဖွဲ့အစည်းတွေဆိုတဲ့ဘောကနိုင်ငံအရေးနဲ့ပတ်သက်တဲ့အကျဉ်းသားတွေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းတွေအားလုံးရဲ့ တတ်မှတ်ထားတဲ့စံရင်းစံမျိုးတွေနောက်ကနိုင်ငံတကာရဲ့စံရင်းစံမျိုးတွေပေါ့နော်ဒါတိုင်းနဲ့ကိုက်ညီတဲ့အတွက်ဒါကဆိုတော့ဒေါ်သက်သခိုင်ပြောစလို့ဆိုတော့ကျွန်တော်ရာဇဝတ်အကျဉ်းသားမဟုတ်ပါဘူးဆိုတော့ဒါနိုင်ငံရေးကြောင့်ဖြစ်ပေါ်လာပြီးအာရာသိမ်းမှုကြောင့်ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက်အခုဖန်ဆီးခံထားတဲ့တိုင်းမင်းကဒေါအောင်ဆန်းစုကြည်တမလာကြီးဦးဝင်းကြီးနောက်ကကျွန်တော်တို့ AND ခေါင်းဆောင်လေးနောက်ကယူကောက်ခံကုစလေဒီဟာဒါပြောမယ်နိုင်ငံကြီးအကျဉ်းသားကြီးသာဖြစ်ပါတယ်ပေါ့နော် ဟုတ်ဆရာအနေနဲ့ရောဗောနော်အဲတော်တတ်တတ်ခံရအခုလိုဥဝင်းမြင့်တို့ဒေါန်ဆန်းစုကြည်တို့နိုင်ငံရေးအစင်းသားမဟုတ်ဘူးလို့တုံ့နှုံသွားတဲ့အပေါ်မှာဘယ်လိုမြင်လဲဗောနော်ဟုတ်ဟိုရက်ကဗောကျွန်တော်တို့ဘာတလားကြော်တော့ရှိပြီတင်တယ်ကျွန်တော်တို့လူမှုကွန်ရက်မှာတွေ့လိုက်တယ်လေကျွန်တော်တို့ဒီသမုဒ္ဒိရပြရဲတရားရုံးမှာဗောနော်ဟိုဒီဥဝင်းမြင့်အဲအဲဒီထွက်ထားတဲ့အတွက်ကြမ်းကြိုက်ထွက်သူတွေကထွက်ဆိုချက်ကိုဆိုပြီးတော့ကျွန်တော်တို့အဲ့အရာလေးကိုကျွန်တော်တို့က live မှာတွေ့ဒါကိုကျွန်တော်တို့ဖတ်လိုက်တဲ့အခါမှာ ဘာတွေတွေ့လဲဆိုတော့ဒီပေါ့နော်ဒီသူသူ့ကိုအဲ့ဒီအနာသိမ့်တဲ့မနဲ့ပေါ့နော်တရင်နေမနဲ့9နာရီမှာပဲဒီဟိုပါပေါ့ဖန်စီခေါ်ဆောင်သွားပြီးတော့ဘလူနဲ့မှမတွေ့ရတော့ဘလူနဲ့မှလည်းဟိုတွေ့ခွင့်မရှိတော့တဲ့အနေထားမှာဒါသူ့မှာကြိုးရတယ်ချက်အဲ့ဒီမှာကျွန်တော်တို့ဘာတွေတွေ့ရလဲဆိုတော့သူပြောတာပေါ့နော်ဒီသူပြောတဲ့ထွက်ဆိုချက်တည်းမှာဘိုးကျော်ဒုတိယဘိုးကျော်ကြီးလားဘိုးကျော်လားမင်းနှစ်ဦးကသူ့ကိုပြောတယ်ပေါ့နော်ဟိုပါဒီအာနဲ့ပတ်သက်လို့ကျမကြီးမကောင်းဘူးဆိုတာလေးတော့ဆိုပြီးနှုတ်ထွက်ပေးပါ ုတ်ထည့်ပေးပါဆိုလို့ပြောတော့ဟာအဲ့ခါကျတော့ကျွန်တော်တို့ဟိုဟာဒီဒီတမရိုင်းဥိမြစ်ကအာကျွန်တော်ကျမ်းမာရေးကောင်းတယ်နှုတ်ဖို့ထွက်နိုင်အဲ့ဒါနဲ့သူ့ကိုနောက်ဆုံးတော့ချင်းချောက်တယ်ပေါ့နော်ခင်ဗျားအဲ့ဒါနှုတ်ဖို့ထွက်နိုင်ရင်ပုပ်ကိုကြီးလူပုပ်ကိုကြီးကခင်ဗျားထိခိုက်မှုတွေဖြစ်မဲဆိုတဲ့ချင်းချောက်ထဲကသူတို့ကတကယ်တော့အာနာလူချင်းတို့အာနာလူချင်းတို့ပေါ့နော်ဒီအဒီဟာကိုအာနာသိမ်းခဲ့တယ်ဆိုတာကြီးကဒါရှင်းနေတဲ့အချက်ဖြစ်ပါတယ်ပေါ့နော်အဲနောက်တစ်ချက်ကလည်းသူတို့တရားအဲ့ဒီရဲ့အထင်းပါပဲသူတို့ဒီပေါ့ တရားရုံးမှာထွက်သွင်းတယ်ထွက်သွင်းစစ်ခံချက်မှာပဲကျွန်တော်တို့ကြည့်တဲ့အခါမှာဒီတစ်ဖက်ကလည်းဒီဟိုဟာတရားစီမတရားစီဆိုတာအဲ့ဒီဟာတစ်ဖက်ကကျွန်တော်တို့ဥရေရာရှိတယ်မေးထားတဲ့မေးခွန်းတွေကအယံဟိုပေါ်ဒီတစ်ဖက်ကိုပေါ်နေဒီတီဟိုဟာဒီဟိုဆွတ်ဆဲခံရတဲ့လူပေါ်အယံနဲ့တောင်မေးတာဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအာနာသိမိမှပေါ်လာတဲ့ CRBA တို့ NUG တို့ဟာတည်သလားဆိုပြီးတော့သမ္မတကြီးကိုအတင်းကိုတောင်းမေးမြန်းတာကြီးဒါတွေကကျွန်တော်ကဘာလို့ဆိုတာလဲဆိုတော့ တမင်အဖြစ်မကြကြအောင်ပေါ့နော်ဒါတမင်ရွေကျက်နေတာလုပ်တယ်လို့မြင်တယ်ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့တမိုင်းမှာကျွန်တော်တို့လည်းဒါရှိမီနောက်မီလို့ပြောကြည့်တာအာဂရိနေအာဂရိဆိုတဲ့ဒီပါပေါ့နော်ဒီကျွန်တော်တို့အေးအေးယူမှုပေါ့ကျွန်တော်တို့နမူနာပြလို့ရင်ကျွန်တော်တို့ဒီအန်လေဒီကကျွန်တော်တို့ဝါပွဲဟုဆိုဆုံးသွားပြီဖြစ်တဲ့ဥတည်ဘူးဆိုလို့ဆိုတော့ဘာမဟုတ်တာလေးနဲ့ဒီအမှန်တော့ဥနေဝင်ကိုထိခိုက်တဲ့အဲအဆင်မပြေတဲ့ပေါ့ဥနေဝင်ကနည်းနည်းလေး ဟိုညီဆွနဲ့ကဥနေဝင်းတဲ့တာမာကိုကြောက်တော့ဥနေဝင်းကကျွန်တော်တို့ဘာမဟုတ်တယ်ဗျာကျွန်တော်တို့တန်ဖိုးတေးသေးလေးဟာလေးကိုအကတိနဲ့ဆိုပြီးတော့အမှုဖွင့်ခဲ့တာရေးယူခဲ့တာရှိတယ်သူရေးယူပြီးထုတ်ပယ်ခဲ့တာရှိတယ်ဒါအပြင်ပေါ့နော်အခြားတမိုင်းမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်တို့မလို့ညာတို့နဲ့အစင်မပြေတယ်တို့နဲ့ဆက်ဆံလို့မရတဲ့ဒူတွေကိုအကုန်လုံးကိုတို့ကဒီအလွယ်ဆုံးပုံမှာပေါ့နော်အဲဒီအဘာပေါ့တို့ဒီကင်ထားနိုင်တဲ့အကတိပုံမှာနေအမှုဖွင့်ခဲ့တာရှိတယ်ကြာကျွန်တော်ကြုံစုံကြုံစုံခဲ့တာပေါ့ဒီ၂000 တို့2004ခုဘောနော်ကျွန်တော်ဒီ NASA ကမှာတာဝန်ကျတဲ့အချိန်မှာအဲဒီဟိုဒီထောင်တိုင်းပြုတ်တဲ့အချိန်မှာနော်တို့ကဘာတွေလုပ်တယ်လဲဆိုတော့ NASA ကကျွန်တော်မောင်းတော့မှာပေါ့နော်အဲ့ဒါဒီသူတို့ကဒီထောက်လန်းရေးတွေကိုသူတို့ကအကုန်အေးအေးယူဖို့သူတို့စီစဉ်ချမှတ်ထားတဲ့အခါထောက်လန်းရေးမှာတောင်းဝင်ရှိတဲ့သူမှန်တယ်များကိုအေးအေးယူဖို့အတွက်သူတို့မှာပြန်ရှာတော့အခါကျအပြစ်ချက်တွေမတွေ့မတွေ့ဘူးအဲ့တော့ဘာလို့ပဲပြန်ရှာရတယ်လဲဆိုတော့သူတို့ကနောက်ဆုံးဒီအဂတိမှုတွေအဲ့ဒါတွေကတမင်ကိုပေါ့တိုင်ခိုင်းတာ တော့အဲ့မကတော့ဒီဘောအဲ့ရကျွန်တော်တို့တန်ထာနေဘောအခုကျွန်တော်တို့ဘင်ဂါရီဘောရိန်ဂျာလည်းကျွန်တော်တို့ခေါ်အခုကရပိုင်ရိန်ဂျာလည်းခေါ်တာပေါ့နော်အဲ့ဒီလူတွေကိုတမင်ကိုအမှုတွေအဖွင့်တိုင်ခိုင်းတယ်အဲ့တော့သူရင်ကျွန်တော်တို့မြင်မြင်မြင်လိုက်ပါတယ်ကျွန်တော်တို့ဒီတမှုအတိုင်ခိုင်းရရင်1900နဲ့ဆယ်မှုအတိုင်ခိုင်းရင်1900တခါကြရင်1ဒီရာဂျော်တွေ ဆိုပြီးတော့ကျွန်တော်တို့ချခဲ့တာပဲဒီဥစ္စာကအာဒါကတမင်တမင်ဘောနိုင်ငံရေးကိုသူတို့ကိုမပါဝင်နိုင်အောင်ဟွာဖြစ်အောင်ဆိုပြီးတော့ဒါမဖြစ်ဖြစ်အောင်သူကလုပ်ခဲ့တဲ့အာဂရိကိုသူတို့သုံးခဲ့တဲ့အနေထားလေးရှိတယ်ပေါ့နော်နောက်တစ်ခါအခုကျွန်တော်တို့အာဂရိပုံမှန်နဲ့ကျွန်တော်တို့ရေးယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ချက်ချင်းကျွန်တော်တို့ကဟွာဒီပေါ်ရေးတယ်တမ်းပြီးအမှုဖွင့်လို့မရအောင်အဂရီဘော်ရဒီဟာကိုကျွန်တော်တို့ကော်မရှင်ကိုကျွန်တော်တို့ကဒီဟာလေးကိုအရေးပေးပါဆိုပြီးတော့ကျွန်တော်တို့ကတင်ခဲ့တာ တင်ရတယ်ပေါ့နော်တင်ပြီးတော့ဒီဟာကိုသူတို့ကစုံစမ်းစစ်ဆေးပြီးမှဒါတွေကိုအေးအေးယူဖို့လိုတယ်ဆိုလို့ရှိရင်တက်ဆိုင်ကဘလူ့ကိုတာဝန်ပေးမယ်ဆိုပြီးတော့သူတို့ပြန်ပြီးတော့ချချတာပေါ့နော်အဲခုခုခုဒေါန်စန်းသူကြီးတို့ကိုဆွဆွဲထားတယ်ပေါ့နော်ကျွန်တော်တို့ဒီတမနာကြီးတို့ဆွဆွဲထားတယ်အမှုတွေအခုပြင်ဒေါန်စန်းသူကြီးကိုဆွဆွဲထားတယ်ကျွန်တော်တို့ဟိုဟာဒီ docking g foundation ကိစ္စနဲ့အတွဲသုံးစားမှုတွေเนาะအဲအဲနောက်တကကျွန်တော်တို့ဖြိုးမင်းသိန်းစီကကျွန်တော်တို့ဟလာ ဒီရွှေခွန်နဲ့ပဲရွှေတွေဟာရခဲ့တာတွေနောက်ကဒီမဝေးထံကနေကျွန်တော်တို့ဟာလာဒေါ်လာတွေရယူခဲ့တယ်ဆိုတဲ့ကိစ္စတွေကဒါဒါအပြင်ပေါ်ကျွန်တော်ရဟန်းရင်ကိစ္စတွေဒါတွေကကျွန်တော်တို့ကအဲ့ဒီဟူအာနာမသိင်ခင်ကနဲ့နဲ့မသိင်ခင်ကဘဒုမဒီဒါနဲ့ပတ်သက်လို့အပြစ်ပြောဆိုတာတော့ကျွန်တော်တို့မရှိဘူးဒါတွေကိုတိုင်ကြားခဲ့တာလည်းကျွန်တော်တို့မကြားမိဘူးဒါပဲတို့တော့ကျွန်တော်တတိထားမိရတခုလို့ရှိတယ်။အဲ့ဒီတော့ကကျွန်တော်တို့ဒီအမှန်တော့ကျွန်တော်စစ်တပ်ရဲ့ နော်သူတို့စစ်တက်ခဲ့သူတို့ဒီကတိပါဘာပေါ်ကျွန်တော်တို့ဟိုဟာတွေရှိတာပေါ့တရင်ပြန်ပြန်ကြည့်ဥမာကျွန်တော်တို့11လို့ဟာမျိုးပေါ့နော်အဲ့လိုဟာမျိုးလေးတွေကတော့တစ်ချက်တစ်ချက်မသိမလားထောက်ကျင်ဒါနဲ့သူကစစ်တက်ကသူတို့လုတ်ထားတဲ့သူတရင်ဌာနတွေဒီဟာလေးတွေကတော့ဟိုထောက်တာလေးတွေတော့ကျွန်တော်တို့ဟိုရှိပါတယ်ပေါ့နော်ဒါကဒီဒီတွေ့ရတဲ့အနေအထားလေးပေါ့အဲ့အဲ့ဒီမှာလဲကျွန်တော်ဆိုလိုချင်တာကသူတို့ဟုတ်ပြီသူတို့တွေအေးအေးယူခဲ့တယ်အေးအေးယူခဲ့တဲ့ဆိုရင်အဲ့မှာ အချိန်တည်းဟောဒီကော်မရှင်ကအဲ့အချိန်တော့သူတို့ကော်မရှင်မှာတိုင်ကြားကြတာလည်းမရှိဘူးပေါ့ဒါဘာမှမရှိခဲ့ဘူးနောက်မှသာသူတို့မဖြစ်ဖြစ်အောင်ရေဘောပေါ့နီလန်းတွေရပြီးတော့ဒီလူတွေကိုများ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 ကြောက်အောင်များများလှုပ်အောင်များများဒဏ်ရဘောပေါ့ထိခိုက်အောင်ဆိုပြီးတော့အဲ့ခါကျမှသူတို့လေဟောပေါ့ထပ်ပြီးတော့ကျွန်တော်ဒီအဂရိမှုတွေဒါလှုပ်ခဲ့တဲ့အနေဒါဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တစ်ချက်ဘာတွေ့ရတယ်လဲဆိုတော့ဟောကျွန်တော်တို့အခုသူတို့ရေးယူတာတွေကမှန်တလားအခုမှကျွန်တော်တို့ ျွန်တော်တို့ဒါကျင့်သုံးဥပဒေပုံမှကျွန်တော်တို့234မှာလည်းစုထားတာရှိပါတယ်။ဒီကြိမ်တွေပဲတစ်ခါတည်းမှာเนาะဒီပဲဒီတစ်နှစ်အတွင်းမှာအဲဒီအမျိုးသူကျွန်တော်တို့ပြင့်မှုပြင့်မှုတွေပေါ်ပေါ်သုံးမှုထီကိုကျူးလွန်နေတဲ့ပြိုင်တဲ့ကျွန်တော်တို့ကဖွင့်ရမယ်ဆိုတော့ဒီပဲရေးယူရမယ်ဆိုတာလည်းပါပါတယ်။အခုကျွန်တော်တို့အခုရဟယင်ကိစ္စเนาะဒါကဒီတမှုတဲ့ဖွင့်ရမယ်ဆိုတော့ပါပါတမှုတဲ့ဖွင့်လို့ရရတဲ့အမှုအမှုတွေအစင်းစင်းခွဲဖွင့်နေတဲ့ဟာဒီနောက်တစ်ခါကျွန်တော်တို့ဒီ ဟိုဟာဒီမောင်ဝေးကိစ္စမှာလည်းနှစ်မှုလောက်ထားတာရှိပါတယ်နောက်တစ်ခါကျွန်တော်တို့ဒေါခင်ကြီးဖောင်ဒေးရှင်းကိစ္စမှာလည်းလေးမှုတော့ခွဲပြီးတော့ဖွင့်ထားတာဒါရကဒီအမှုတွေတမင်တက်တယ်မများများဒါဖန်ဒီဖန်ဒီတာတမန်ဒီတော့အဲ့ဒီပုံရိပ်ကြအောင်ဆိုပြီးတော့ဒါစော်ကားကဲပြီးတော့လုတ်ခဲ့တဲ့အနေထားတွေဖြစ်တယ်ဘုရားဒါကတော့ကျွန်တော်တွေ့ရအမှန်တကယ်ကဒီလိုဒီလိုဒီဆောင်ရွက်တဲ့အနေအနေထားမှာကောခဏဥရိယာရှိတယ်တရားသူကြီးတွေကမသိဘူးလားသူတို့တွေကဒီဟာတွေကသိတယ်တိုးတော်လည်း ဒါတို့သူတို့ပြောခွင့်လည်းမရှိဘူးပြောလဲပြောနိုင်တယ်ဒီဟာဘာဖြစ်လို့လဲဆိုတော့သူတို့သူတို့မှလည်းဒီလိုဒီလိုဟိုဆောင်ရွက်ပါဆိုတဲ့အနေအထားပြဒါတွေကမှားနေမှန်းတရားသူကြီးတွေလုတ်တကယ်လုတ်နေတဲ့တရားသူကြီးတွေဥပဒေရရေးတယ်ဒါတွေကအသိဒီဒီလိုတော့တပြိုင်တည်းကိုအရေးယူမရဘူးဆိုတာကိုသူတို့သိတယ်သို့တော်လည်းဒါတွေကိုသူတို့မှတောင်းဝင်ရပေးချက်ရလုတ်ရတဲ့အနေအထားမျိုးဒီဒါမျိုးကိုတွေ့ရတယ်ပေါ့နော်အဲနောက်တစ်ခါကျွန်တော်တို့ဒလန်ပီမြေအရင်အရင်ကတော့အာဂိတာတက်တက်ရှိတယ်ပေါ့နော်2000ဟိုဟာပေါ့ 73ခုနှစ်မှာကျွန်တော်တို့ဒီဝတ္တမရာကြီးဥသိမ်းစိန်လက်ထက်မှာကျွန်တော်တို့ဒီထပ်ပြီးတော့ကျွန်တော်တို့အဂတိဥပဒေကိုထပ်ပြီးတော့ကျွန်တော်တို့ဟိုဟိုထပ်ပြီးထုတ်ပြန်ခဲ့တာရှိတယ်အဲ့ဒီထုတ်ပြန်ပြီးတဲ့နောက်မှာကျွန်တော်တို့၄ချိန်လောက်ကျွန်တော်တို့ဟွာဒီဘာလဲကျွန်တော်တို့ပြင်ဆင်ခဲ့တာပေါ့နော်အဲ့ဒီ2004မှာဒီချိန်ပြင်တယ်2006ဒီမှာ2009မှာနောက်2008မှာပြောင်းသွားပြင်ဆင်ခဲ့တယ်အဲ့ဒီ2008မှာပြင်ဆင်ခဲ့တဲ့ကြတော့ကျွန်တော်တို့တမရာကြီးဥမျက်ကိုတိုင်လက်မှတ်ထိုးထားပါတယ်အဲ့ဒီမှာကျွန်တော်တို့ကဘာလို့တွတ်တွေ့လဲဆိုတော့ကျွန်တော်တို့ ဒီဒီဘောနော်ဒီ73ဒီပုံမှန်50အရေးယူရတဲ့ပုံမှန်55မှာကျွန်တော်တို့ကနိုင်ငံရေးလက်ရှိဖြစ်တဲ့သူဆိုတာပါတယ်အဲ့ဟာပဲအဲ့ဒီဟာဟာပဲကျွန်တော်တို့ကဆိုထားတယ်တိုးတော်လေကျွန်တော်တို့အဲ့ဒီတမန်တော်ဦးမြင့်လက်ထက်တော့ဒီ78ခုနှစ်မှာကြတော့အဲ့လိုမဟုတ်ဘူးနိုင်ငံရေးလက်ရှိအပြင်ပေါ့နော်နိုင်ငံရေးလက်ရှိခံစားခဲ့ရတဲ့လူတွေရဲ့ဟာဒီကိုလည်းအေးအေးယူဖို့ပေါ့နော်ဒီပေါ့ဒီဒီဥပဒေကိုကျူးလွန်နေဆိုရင်အေးအေးယူဖို့ဆိုပြီးတော့ပါတယ် ဒါကိုဘာကြောင့်ဒီတမန်တော်ကြီးကိုယ်တိုင်ကအိုဝင်းမေကလုတ်ခဲ့တဲ့သူသူတို့ကတန်ရှင်းတဲ့အစိုးရဖြစ်စေခြင်းနဲ့နော်ဒါသူတို့ကလည်းသူတို့ကိုယ်တိုင်နဲ့သူတို့အပြည့်ရှိရင်သူတို့နောင်ချိန်မှာအေးအေးခံမယ်ဆိုတဲ့စိတ်တက်မြင်တဲ့သူတို့ကတကယ်တန်ပြတကယ်တန်တဲ့အစိုးရဖြစ်စေခြင်းနဲ့အတွက်ကိုဒီအပိုင်းကိုသူတို့သူတို့အောက်ကလူတွေမလိုရဲအောင်ဆိုပြီးတော့ဒီအပိုက်ကိုကိုထည့်လိုက်တဲ့နေသားဖြစ်တယ်။အဲ့တော့ဒီဒီဘောကတစ်ချိန်ဒီတော့လဲဒီဘောလှုပ်ဆောင်တဲ့ကာလအတွင်းပါပေါ့နော်။ဟို ဒီခုနဒီအာဂဒီဒီဒီတွေနဲ့ပတ်သက်တဲ့အမှုမျိုးတွေရှိလာခဲ့လို့အချိန်မေးအေးအေးယူရတယ်ဆိုတဲ့ပုံစံမျိုးကိုဗန်တီးလိုက်တဲ့အတွက်အတွက်တိုင်းပေါ့ဒါကနိုင်ငံတော်အတွက်ကသူတို့ရဲ့သူတို့ရဲ့လက်ပြတန်ပေါ့အာဂဒီတွေကိုသူတို့ကမနှိမ့်မြို့ဘူးစိတ်ဝင်စားဘူးဆိုတာဒါပေါ်လွင်စေတယ်ပေါ့နော်ဒါဒီအချက်တစ်ချက်ကဒါကျွန်တော်တို့ပြီးပြန်ဒါပေမဲ့လည်းကျွန်တော်အခုတော့သဘောကျတယ်ဗာသဘောကျတယ်ဆိုတော့ဟာဒါကြီးကဒီလိုကြီးရှိပါလားဆိုတဲ့အတွက် ဟုတ်ပြီအကဲနောင်ချိန်ကြရင်ရောအခုလက်ရှိကျွန်တော်တို့လုံနေတဲ့ကင်နေတဲ့လူတွေကအာဂရီကင်းကြသလားအာဂရီကင်းကြသလားအဲ့တော့အခု2018ခုမှာပြင်ထားတဲ့ဥပဒေကိုဒီချိန်မှာပြင်ရဲလားဒီပါဒီပါเนาะဒီတောင်ဝင်တွေကိုထမ်းဆောင်နေတဲ့အဲဒီဟာပေါ့เนาะထမ်းဆောင်ခဲ့တဲ့ဆိုတဲ့အပိုင်းတော်အဲ့ဒါကိုပြန်ပြင်ရဲသလား ပြန်ပြင်ရဲတယ်ဆိုရင်တော့ဒါကတော်တော်ကိုရှက်စရာဖြစ်သွားပြီအဲ့တော့တေချာတာကကျွန်တော်တို့ဒီဥပဒေကအဲကရှိခဲ့တဲ့အတွက်နောက်တစ်ချိန်မှာပေါ့နော်အဲ့ဒီအခုကာလမှာတကယ်နိုင်ငံရေးလက်ရှိလုပ်နေတဲ့လူတွေကလည်းပြန်လဲအရေးယူခံရမယ်ဆိုတာတော့အသေးချာပဲ ဲ့ဒါကသူတို့က DIA ကိုသူတို့လည်းပြန်ဖြတ်ရဲမှာမဟုတ်ဘူးအဲ့ဒီကတော့ပြန်ရေးယူဖို့ကလည်းကျွန်တော်အစင်သိပြပိုရောင်ဝန်တာတွေတကယ်တော့ကျွန်တော်တို့ကဒီရောင်ဆန်းစုကြည်တို့ဦးမြင့်တို့ဆိုတာကတမင်ဒါမဖြစ်ပြအောင်ကြီးအောင်ညှိပြီးအောင်လုပ်ခဲ့တာဒါဒီမှာလည်းဒါကျွန်တော်ဘာပြောချင်တယ်လဲဆိုတော့ဘောလို့အခုကျွန်တော်တို့အမှုတွေအမှုတွေမှာကျွန်တော်တို့တွေ့ရတာကဥပမာကိုရီးယားဆိုရင်ကိုရီးယားဓမ္မရာကိုကျွန်တော်အကတိမှုနဲ့ရေးယူတာထောက်နဲ့အပြည့်ချ ဒီမှာကနိုင်ငံရေးဒေဘောအာနာအဆင့်ရှိတဲ့သူပြန်ဒုဝင်ကြီးအထက်လူဆိုလို့ချင်းသူကသူကသူ့ရဲ့အပြစ်တံအပြစ်ချဥမာသွေဒါဟုကျွန်တော်တို့ဟွာသူ့ရဲ့သူ့ရဲ့ပုံမှာဒီအဆင့်ဆိုတဲ့အတွက်အနည်းဆုံးဘာ1015နှစ်ကြီးကျွန်တော်ချနေတာဒါပေမဲ့ဒီအမအမကြည့်လို့ရှိရင်အားလုံးအမှုတွေအကုန်လုံးမှချထားတာမှာကျွန်တော်တို့20ကျော်ပဲရှိဒီအမှုတွေအားလုံးပေါင်း၄မှုရဲ့ကျွန်တော်တို့ဒီရဟန်းရ၅မှုရဲ့ဇော်ရ၂မှုအားလုံး၁၇မှုလောက်ရှိမှာအကြည့် အဲ့ဒါကြီးအကုန်လုံးမှာတကယ်ချထားတယ်ထောက်ရင်းနည်းနည်းဒါကလည်းသူတို့ကဟိုဟာလှုပ်တော့လှုပ်ပြီးတော့ပြီးတော့မလှုပ်သင့်ဘူးဆိုတဲ့ပုံစံမျိုးတွေသူတို့မြင်လို့လားမသိတော့ပဲသူတို့ချထားတယ်ဒါလေးတွေဒီအဲ့တော့ကျွန်တော်တို့ဆိုကျွန်တော်ဆိုချင်တာကဒါတွေကဒီဒီဟိုပေါ့အင်မတန်လိပ်ပြာတောင်းအောင်နေခဲ့တဲ့ဒီအစိုးရကဒီအာတိလိုက်စားမှုဆိုတာလုံးဝပြီဒီနိုင်ငံကြီးလုံးလုံးကိုအာတိလိုက်စားမှုသူတို့အာယုံလည်းမရှိခဲ့ဘူး အဲ့တော့ကိုလည်းဟောပေါ့စိုးရင်ထောက်လဲဘာပေါ့စိုးရင်ကြောက်လန့်ခဲ့တယ်မင်းတို့အလောက်ကလူတွေကလည်းမလွတ်အောင်သူတို့ကဒါကိုထိန်းခဲ့တယ်ပေါ့နော်အခုဒါတွေကအခုလက်ရှိတော့တက်တက်ကိုင်းပြောရတဲ့ဒါဟိုပေါ့ဒီရာသွေးမှုတွေပေါ့ဗျာဒါတွေဆိုတာကဒါတမင်တက်တက်ဟိုပေါ့ဒီအမှန်တော့ရှင်းပြောရင်ဒီဒေါ်ဒုစုတို့ကိုနိုင်ငံရေးပုံရိပ်ကိုဟိုတမင်တက်တက်ခြားနေခြားတယ်လို့ပဲကျွန်တော်မြင်ပါတယ်ခင်ဗျာကျေးဇူးတင်စစ်ပွဲမှာလည်းကျင့်ဝတ်ရှိတယ်